အေယာဝရီမြေကမ်းလဘူးတွင်ဆွေတော်များသဖွယ်တင့်နေစွာစိုက်ထူထားတော်မူသောမြသိမ့်တန်စီတီတော်မြတ်ကြီးသည်သခိုင်းတိုင်းအထက်ပိုင်းထီးချိုင်းမြို့နယ်တန်လျက်မော်ကြီးရွာအနီးတောင်ကုန်းမြင့်ပေါ်တွင် တည်ရှိပါသည်ဤစီတီသည်ဖះရှင်လက်ထက်ကလေးကပကံခိအင်းဝခိများမှယနေ့ထိထင်ရှားသည်ရာဇဝင်အစိုးရဤစီတီကိုတက်ဂရစ်320ခန့်ကမူဆိုးဖို့ပြီးလူမင်းဤတားတော်မင်းသိမ့်တန်ကတည်ခဲ့သည်ဟုဆိုသည်မင်းသိမ့်တန်သည်ဘလူမျိုးဖြစ်တော်လဲ ုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်ကဖျားရှင်ဤဆန္ဒတတော်များကိုထာပနာ၍ဤစေတီကိုတီးခဲ့ခြင်းဖြစ်သည်တဏှာဤတစ်ခုအရာမင်းသိမ့်တန်သည်အေယာဝရီမြကန်းတွင်နေထိုင်သောငကားမင်းနှင့်မိတ်ဖွဲ့ခဲ့သည်ငကားမင်းကမင်းသိမ့်တန်အားမြေအောက်ခြေရှိယတနာတိုင်များကိုဖော်ပြပြီးစေတီတီယံလှူဒန်းခဲ့သည်သို့သောဘီလူမင်းဤအာနာဆက်ကြောင့်မင်းသိမ့်တန်သည်စေတီတီယံကျိုးပန်းစဉ်အခက်ခဲများစွာကြုံခဲ့ရသည် ထိုအချိန်ကဤဒေသတွင်နတ်သမီးတစ်ပါးဖြစ်သော ရွှေမင်းသမီးကမင်းသိမ့်တန်အားကူညီခဲ့သည်ဟုဆိုသည့်ရွှေမင်းသမီးသည်ညအချိန်တွင်ရွှေဖြူငွေဖြူများဖန်တီးပေးကာစေဒီတီဆောက်ရန် ထောက်ပံ့ခဲ့သည်သို့ဖြင့်မင်းသိမ့်တန်သည်မဟာစေဒီတစုကိုအောင်မြင်စွာတည်ထားနိုင်ခဲ့ပြီးသူ၏အမိကို အစွဲပြု၍ညသိမ့်တန်ဟုအမိတွင်ခဲ့သည်ပကံဘရင်အနော်ရထလက်ထက်တွင် ECDR ပြန်လည်မုံမှန်ခဲ့ပြီးရွှေတင်ကန်းကလူခဲ့သည့်ထိုနောက်ကုန်းပေါင်ခေဘိုးတော်ဖရာလက်ထက်တွင်လည်းပြုပြင်မှုများပြုလုပ်ခဲ့ကြောင်းတမိုင်းမှတ်တမ်းများအရသိရသည်ယနေ့ခေတ်တွင်မြတ်သိန်းတန်စီတီသည်အေယာဝရီမြစ်၏အလှတရားနှင့်ရောဆက်လျက်ဖရာဘူးများအတွက်စိတ်ချမ်းသာပွဲနေရာတစ်ခုအဖြစ်ထင်ရှားလျက်ရှိသည်စေဒီတော်ဤရွှေရောင်တဝင်းဝင်းနှင့်မြစ်ကမ်းပြင်မှရှုခင်းများကိုကြည့်ရှုရခြင်းသည်ဖရာဘူးများအားစိတ်သက်သာရာရစေပါသည် မြသိန်းတန်စီတီတို့တွားရောက်လိုပါကထီးကျိုက်မြို့မှ တောင်ဘက်15မိုင်ခန့်အကွာတန်လျက်မော်ကြီးရွာအနီးတွင်တည်ရှိပါသည်အေယာဝတီမြကူတရားမှတဆင့်ကားဖြင့်လည်းတွားရောက်နိုင်ပါသည်ဤစီတီတွင်နှစ်စဉ်တဆောင်မိုးလှပြည့်နေ၌ဖျားပွဲတော်ကျင်းပလေးရှိပြီးဒေသခံများနှင့်ဖျားဘူးဧည့်သည်များစီကားစွာတက်ရောက်ကြပါသည် မြသိန်းတန်စီတီတော်မြတ်ကြီးသည်ရှေးဟောင်းတန်တာဤတမိုင်းအမွေနှင့်နှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့ဖြင့်ရှက်နွယ်နေသောမြမကုံရောက်တပြောင်ဖြစ်ပါသည်ဤစီတီတော်ဤတမိုင်းကြောင့်ကိုလိလချင်းဖြင့်ကျုပ်တို့ဤဘိုးဘွားများထားရခဲ့သောယဉ်ကျေးမှုအမွေကိုပုံမနားလည်နိုင်မည်ဖြစ်ပါသည်ထို့ကြောင့်ဤတမိုင်းဝင်စီတီတော်ကြီးကိုလာရောက်ဖူးမြော်ပြီးကုသိုလ်ရယူကြပါယံဖိတ်ခေါ်အပ်ပါသည်